အဲဒီနေ့2025ခုဖေဖော်ဝါရီ26ရက်နေ့ပေါ့လေဒီဟောပြောဝဲဒီလိုလူမပါပဲရှေ့ရကင်မရာကြည့်ပြီးဟောတာဒါဒုတိယချိန်ပဲအဲ့ဒီကတော်တော်ကိုကိုယူကားနေတာ2023ကစင်ကာပူဟောပြောဝဲလောက်တော့လိုရမယ်ရပေါ့လေဘယ်လို့ ဟိုတွားလာဖို့အဆင်မပြေဖြစ်ခဲ့ရင်ပြအောင်ဆိုပြီးတော့သူဗီဒီယိုရိုက်တော့ဆရာချုံညိုအိမ်မှာအဲ့လိုပဲရိုက်ကြတော်တော်ကိုကိုယောဂနိုင်တယ်အခုတော့တငယ်ချင်းအလိုက်ဒီတော့တငယ်ချင်းဒါခင်တာမတွေ့ရလဲကြာကြီးအတူတူမီလေးကဒီ program လေးလုပ်ချင်တယ်ဆိုတော့တငယ်ချင်းဆိုလဲအားနာတော့လောက်ရတာ ဟိုစာပေဟောပြောရေးလည်းမပြောဖြစ်တာ9နှစ်ကျော်ပြီလေအခုလို့ဒီကြားထဲမှာစင်ကူမှာတစ်ခေါက်သွားဟောတယ်နောက်ကျောင်းလေးတွေမှာတော့ဟောဖြစ်တယ်အစ်တတော့ဟုတ်ပါဘူးဒီအခုက KD ခေတ်မှာတော့လူတွေလည်းနည်းနည်းစိတ်စိတ်ဓာတ်တိကျအခါလေးလည်းအလုပ်တွေပါလေတိတ်မလုပ်ချင်ကြတော့အဲအဲ့တော့အပီးတဲ့အနေနဲ့ ပြောမှာပါအားကြောင့်ကိုတူရမီတော့ခေါင်းစရာတော့နည်းနည်းလေးပါတော့နည်းနည်းလေးဆိုတာခါလီအများကြီးမျောလင်းရင်အများကြီးတွေ့ရင်မလုတ်ဖြစ်ကြဘူးလေအဲ့တော့နည်းနည်းလေးဆိုရင်တော့ဘာဖြစ်နည်းနည်းလေးဆိုလုတ်ဖြစ်မယ်ပေါ့လေအဲ့ဒါနဲ့အပိစကားပြောပြတာထူးထူးတော့လူငယ်လေးပေါ့လူငယ်လေးလဲကိုတာလူရဆအဝေးရောက်နေကြနောက်ပြီးတော့ အခြေတကြမဖြစ်ကြဘူးပေါ့လေအထူးသဖြင့်တော့ကိုမိခင်နိုင်ငံမှာမဟုတ်တော့ဧည့်သည်တဘောဖြစ်တော့သူတို့ပညာရေးတွေပါလေတပိုင်းစားလုပ်ငန်းတွေလည်းအရင်စားဆိုတော့ဒီအရွယ်ကောင်းတွေဒီလောက်အချိန်ကာလလေးကုံဆုံးသွားတော့နှမျောတော့ကျွန်တော်တော့အချိန်ကိုတိတ်နေမျောတာနှမျောတော့အလားလေးကိုတတိထားစီခြင်းနဲ့တံပိုးထားစီခြင်းနဲ့စိတ်တမကြစီခြင်းဆိုတော့ ဟာပေါ့အဲ့ဒီလူငယ်တွေလဲကိုအချိန်လေးတွေကိုစိတ်ဓာတ်မကြပဲလှုပ်ဖြောင်လို့ဆိုပြီးတော့အဲနည်းနည်းလေးပါဆိုပြီးပြောပြချင်တာပါအထူးသဖြင့်တော့အသက်20ဝန်းကျင်အခုကြောင်းလည်းမပြီးသေးဒါမှမဟုတ်လုပ်ငန်းကိုလည်းစကားစားလို့အင်မတန်အရွယ်ကောင်းနေမှာ တအားနှမျောတာပဲတော်တော်ကိုနှမျောကြရကောင်းကွာလူပတ်တစ်ပင်ဆိုင်တလို့ပေါ့တစ်ပင်ဆိုင်တာအကောင်းဆုံးချင်ရတော့အခုချက်မယ်ဟောအကောင်းဆုံးချင်လုံခဲ့အနှစ်20ရပဲဒါပေမဲ့ဒုတိယအကောင်းဆုံးကအခုချိန်ပဲဆိုတဲ့စကားရှိပါတယ်အဲ့တော့ကိုတကယ်ပညာတရားမဲ့ရွယ်အဥ္စရာမဲ့ရွယ်တကယ်ပျော်ရွှင်မဲ့ရွယ်မှာကုံလွန်သွားမဲ့အခုလက်ရှိအနေထားတော့စိတ်တမ်းမကြပါပဲ ဟွာပေါ့လှုပ်ဆေးခြင်းလို့နောက်တစ်ခုကခုခေတ်လူငယ်တွေကတိတ်ကံကောင်းတာကံကောင်းလို့ဆိုအကန့်နဲ့ဆိုတာပေါ့လေအဲမဲ့ကံကောင်းတာတော့ဒီ social media တို့ internet တို့ကျွန်တော်တို့ဆိုတာ internet တက်တို့ကြောင်းလာဘွားမြင်မှုလာမဟုတ်ဘူးတို့တို့ကြောင်းလာဘွား calculator တောင်ကောင်းကောင်းမပေါ်လေအဲ့လိုကာလာမှာအခုဆို internet က လမ်းလုံးလို့ရတာအများကြီးပဲကျွန်တော်တို့ကိုယ်တိုင်ကိုအရင်တော့ကျွန်တော်ဆိုဟိုအပြင်နိုင်ငံကြားလေးပိုင်းထွင်စောက်တွေဝယ်အဲ့စောက်တွေလည်းကိုလူချင်းနဲ့စောင်းမျိုးစားဈေးကြီးတယ်9000ရောင်နဲ့တသိန်းလောက်တူရှိတယ်အာနောက်ပြီးရှားဝယ်ရတာစောက်ကလည်းအလေးပဲစောက်တွေတဲလာရင်ကျွန်တော်တိတ္တာတွေကအဝတ်တွေအကုန်ထုတ်ခဲ့ပြီးလွှတ်ပစ်ခဲ့ပြီးတော့အဲ့စောက်ကိုတဲလာတာမျိုးရှိတယ် အခုကတော့ ebook တွေပြပေါ်လိုက်တာကျွန်တော်ကွန်ပျူတာစလေးတာတော့ကိုယ်စက်လေးအဲ့တုန်းကကွန်ပျူတာလေ့လာဖို့အတွက် ebook တွေပဲမရှိသေးဘူးအခုဆိုကျွန်တော်မနေ့ရက်တင် color theory ကို color theory တော့အများကြီးဖတ်ပူတော့ပြီတိုးတော့အဲ့ YouTube မှာ color theory ကြည့်တော့ဒီတန်ဒီကုန်ဒီပါပဲကြည့်ကောင်းလိုက်တာတိတ်လက်ရှင်းတာပဲအင်မတန်ကိုကုတ္တကံကောင်းတဲ့ ခက်တခုလို့ပြန်ပြီးတော့ပညာလမ်းင်းလို့ဖို့ကတော့အင်မတန်ကောင်းတဲ့အချိန်မှာ